အားလုံးပဲမင်္ဂလာပါ The Loud Culture နဲ့ Angela ပြန်လဲကြိုဆိုလိုက်ပါတယ်ပြန်လဲပေါ်လာပါပြီရှင်ဒီဗီဒီယိုမှာဆိုလို့ရှိရင်ဟို cyber bullying အကြောင်းကိုဒီမူခင်းကိုပြောပြသွားမှာပေါ့နော်ဒါပေမဲ့ဒီအရင်တော့ဆိုလို့ရှိရင် social media တွေနီးပညာတွေမထွန်းကားတဲ့အချိန်မှာဆိုလို့ရှိရင်ဟိုချိန်ထိုးတာတို့သိရမလားကိုထိလိုက်ရောက် အလိုနှိပ်စက်တာရောအဲ့ဒါတွေကပိုပြီးတော့အဓိကကြတယ်ဒါပေမဲ့အခုနီးပညာထွန်းကားပြီးတော့ဆိုရှယ်မီဒီယာခေရောက်လာတဲ့အချိန်ကျတော့လူရဲ့အသားကိုမထိဘဲနဲ့စိတ်ကိုလုံးဝစိတ်တက်ကြသွားအောင်ပြောဆိုတာတွေကိုကိုကိုဟိုထိမိခိုက်မိအောင်ပေါ့နော်ကိုကိုကိုတတ်သေးတဲ့အထီတော်မှဟိုကျူးလွန်တဲ့အရာတွေကအယံကို ပွားများလာကြားများလာတော့တွေ့ရတယ်အဲ့တော့ကြောင့်မလို့ cyber bullying ကိုမိမောင်းထိုးတဲ့အနေနဲ့ဒီဗီဒီယိုကို Angela ဒီအမှုလေးကိုရွေးလိုက်ချင်းဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဗီဒီယိုကိုဆက်လိုက်ကြစို့ yes ီအမှုကဘာမှဖြစ်ခဲ့လဲဆိုလို့ရှင် Bill City Michigan မြို့မှာဖြစ်ခဲ့တာဖြစ်တယ် American နိုင်ငံမှာ Bill မြို့ဟာဆိုလို့ရှင်မြို့လေးကတတိလေးအာတမျိုးသားလုံးကအချင်းချင်းတိကြတယ်အမျိုးတွေတော်ကြတယ်ကွာတယောက်နဲ့တယောက်အကြောင်းတိတယ်ပြီးလို့ရှင်ရင်ဆက်ဆက်ဆူဆူရှိတယ်ကလေးတွေအကြောင်းကိုလည်းမိဘတွေကလည်းအရန်စိတ်ဝင်စားတယ်တိတယ်မလားပြီးလို့ရှင်ရင်ဒီအတင်းတွေပါတယ်တုတ်ပြီးတော့တင်းတစ်ခုဆိုလို့ရှင်လည်းဒီအတိုင်းဝိုင်းကအရန်ကျင်းတဲ့အတွက်ကြောင့် ကြန့်နှံ့ရအရန်လွယ်တယ်ဘလောက်ထိသေးလဲဆိုလို့ရှိရင်တမျိုးလုံးမှာမူလတန်းចောင်းကနေအထက်တန်းចောင်းထိအဆောက်အုံတအုံထဲမှာပဲအဲဆိုတော့ဒါမျိုးကတော့သေးတယ်လို့ပြောရမှာပေါ့နော်ဒီ Bill City မှာရှိတဲ့ Bill City High School တက်နေတဲ့အသက်၁၄နှစ်ပြည့်ခန့်နေအရွယ်အာ Lauren ဆိုတဲ့ကောင်မလေးရဲ့သူ့ရဲ့ရီးစားပေါ့ Owen ဆိုတဲ့ကောင်လေးရဲ့ဟာဆိုလို့ရှိရင်ကလေးစုံတွဲတွေဖြစ်တယ်ပေါ့နော် အာသူတို့နှစ်ယောက်ကအကစားလဲအရင်လောက်တဲ့အတွက်ကြောင့်မလို့သူတို့နှစ်ယောက်ဆက်တွဲတဲ့အချိန်မှာဒီလော်ရင်ရဲ့မိဘတွေရောအိုဝင်ရဲ့မိဘတွေရောအရင်ရင်းနေလာတယ်ပူပူတွဲတွဲနေတယ်တိုက်အိမ်ဝင်တအိမ်ထွက်လုံးဝမိသားစုဝင်တွေလိုမျိုးပဲကွာအရင်ရင်းရင်းနီးနီးနေကြတယ်အာလော်ရင်ကလည်းအကစားပေါင်းစုံလုပ်တယ်သူ့ရဲ့ရီးစားအိုဝင်ကလည်းဟိုအကစားမှာထူးချွန်းတဲ့ကောင်လေးလို့ပြောရမှာပေါ့အဲ့ဒါနဲ့တဲ့အော်တိုပါလာ2020ခုနှစ်မှာဘာဖြစ်လဲဆိုတော့ ဒီ Halloween party တခုရှိရကွာအဲ့ Halloween party ကကျတော့တစ်ချောင်းလုံးသွားကြမှာတမျိုးလုံးနှိပါပေါ့အဲသွားကြမဲ့ party ဒါပေမဲ့အဲ့ Halloween party ကိုဟိုလုတ်တဲ့သူ Chloe ဆိုတဲ့ကောင်မလေးကဒါ Owen တို့ចောင်းရပဲပေါ့နော်အဲ့ကောင်မလေးကကျတော့ Lauren နဲ့မခင်တော့ Lauren ကိုမဖိတ်ပဲနဲ့အကုန်လုံးကိုဖိတ်တာဖိတ်တော့ အာ owen နဲ့ chloria ကြတော့ဘယ်လိုမျိုး back story ရှိလဲဆိုရင် owen နဲ့ chloria အဲ clean ယောက်ကအရင်တော့တပူပူတွဲတွဲဒါပေမဲ့ owen အာ chloria owen တော့နည်းနည်းသဘောကျတာပေါ့သဘောကျတဲ့အချိန်မှာ owen က lauren ကိုတွေ့ပြီးတော့သူညောက်ကရိစားဖြစ်သွားတော့ chloe နဲ့ lauren နဲ့အဲကောင်းလေးကိစ္စကြောက်ပေါ့နော်အာမတဲ့ကြောက်မတဲ့ကြတဲ့အတွက်ကြောင့်မလို့ chloe ကသူလှုပ်တဲ့ halloween party ကို lauren ကိုမခေါ်ဘူး ဒါပေမဲ့ Owen ကိုခေါ်ရတဲ့ကြောင့် Owen ကငါလိုက်ငါ့ရဲ့ Yisa Lauren ကိုပါခေါ်ခဲ့မယ်ဆိုပြီးတော့သူကပြောတာဒါပေမဲ့အဲ့ဒီ Halloween party မတိုင်ခင်နှစ်ပတ်အလိုမှာဘာဖြစ်လာလဲဆိုတော့ Lauren ရဲ့ဖုန်းကိုပေါ့နော်နံသူမသိတဲ့နံပါတ်ဖုန်းနံပါတ်တစ်ခုကနေပြီးတော့စာရီပို့လာတယ်အဲ့စာဘာရေးထားလဲဆိုလို့ရှင် Halloween party မှာ Owen နဲ့နေဦးတဲ့လမ်းခွဲလိုက်မယ် လော်ရင်ပြီး O1 ကငှောက်ပဲကြိုက်တာငါနဲ့ O1 နဲ့ကဟို link ကိစ္စလောက်ကြမယ်ပေါ့နော်အာအဲ့လိုမျိုးတွေရေးတယ်ဟာလော်ရင်ဆိုရကောင်မလေးကဘာသူဘူရာလဲပေါ့နော်ဒီစာကိုပြီးလို့ရှင်အဲ့စာအဲ့ဒါတချောင်းနဲ့မပြီးတော့နောက်လဲဝင်လာတယ်ဘာဆို O1 ကနေ့ကိုမကြိုက်ဘူးနေ့ကသူ့ဘလူးချော့မလုပ်ပေးလို့ရတယ်ဆက်လေးနဲ့ပဲရှိသေးရနော် clear အယံကိုဒီသူ့စီကိုပို့တဲ့စာတွေကလေလိမ်ပန်းဆိုင်ရာနဲ့အယံကိုပတ်သက်တဲ့စာတွေအယံများတယ်အဲ့လိုတစ်ဆောင်နှစ်ဆောင်ကနေပြီးတော့တရက်ကို၄၅၀ဆောင်ထိကိုဖြစ်လာအဲ့ဒါနဲ့တရက်ပြီးတရက်ကြာလာတဲ့အချိန်ကျတော့အများရန်ဒီစာတွေရဲ့ဖုန်းနံပါတ်ကပြောချင်တာဖုန်းနံပါတ်နံပါတ်တစ်ခုတည်းရမဟုတ်ဘူးเนาะအဲ့ဖုန်းနံပါတ်ကိုခေါ်လိုက်ပြီးဆိုဖုန်းပဲတော့မှမကဘူးအဲ့နောက်နောက်နောက်နံပါတ်နောက်နံပါတ်လို့မျိုးဖုန်းနံပါတ်အဲ့လိုအများကြီးကနေပို့တာကွာ ဒါပေမဲ့သူ့ကိုကြည့်ရတာရေးတဲ့သူကတယောက်တည်းပဲလို့ဆိုစာရေးတဲ့ပုံစံအပြောဆိုအကုန်လုံးနေရတူတယ်ပေါ့နော်လော်ရင်ကိုပဲပို့တာမဟုတ်လော်ရင်ရဲ့ရေးစာအိုဝန်ကိုပါပို့ပြီးတော့လုံးဝကိုလော်ရင်နဲ့ဖြတ်ဖို့လော်ရင်ကဘလို့ဖြစ်ကြောင်းပြီးလို့ရှိရင်အဲအိုဝန်နေကအာအဘလိုမျိုးလူဖြစ်ကြောင်းအာအိုဝန်လည်းအဲ့လိုမျိုးပို့တာ၄90ဆောင်း မဟုတ်40အဆောင်40 50တရံမှာအလိုတန်း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 ဆိုပို့လာတော့အိုဝန်ကအရန်စိတ်ထိခိုက်လာပြီကောင်းလေးဆိုတော့တည်ရမလားငယ်လဲငယ်သေးရဲ့16နှစ်လောက်ပဲရှိရဲ့ဆိုတော့မခံနိုင်တော့မခံနိုင်တဲ့အချိန်ကျတော့သူ့ရဲ့အမေကိုတော့ပြောလိုက်တာသူ့အမေဂျိုးကိုတော့ပြောလိုက်တာဂျိုးကိုဘယ်လိုပြောလဲဆိုတော့ဒီအမေကျတားစီကိုစာရီအများကြီးပို့လာရဲ့ပေါ့နော်ကြည်ပါအောင်ဆိုပြီးတော့သူ့အမေကဖတ်လိုက်တဲ့အချိန်ကျတော့လုံးဝကို oh my gosh ဟိုတကယ်ကို6ခြားဆရာ14နှစ်15နှစ်အရွယ်တွေမတိတဲ့အရာတွေပေါ့နော်လုံးဝကို pornographic ဆန်တဲ့ဒီအပြာကားဆန်တဲ့အတုံးအနှုံးတွေကိုပဲသူကပို့တာဟိုအယံကိုဟိုအစွန်းဟိုဘယ်လိုပြောရမလဲတော့ဘယ်လိုပြောရမလဲမသိဘူးအယံကိုဟိုကကလေးတယောက်မတိတဲ့အရာတွေကိုလိမ်ပန်းဆိုင်ရာတွေအများကြီးပို့တဲ့အချိန်ကြတော့ ဂျိုးကအယံကိုအံ့ဩသွားတော့ကျောင်းအုပ်စီကိုသွားတယ်။ကျောင်းအုပ်စီကိုဘသူကသွားလဲဆိုရင်လော်ရင်ရဲ့အမေအာကန်ဒရာရဲ့အိုဝင်ရဲ့အမေဂျိုးရဲ့နှစ်ယောက်ကကျောင်းအုပ်ကြီးစီသွားလိုက်တယ်။ကျောင်းအုပ်ကြီးစီသွားပြီးတော့ဒီမှာကြည့်ငါတာငါတမီးဖုန်းမှာပို့ထားတဲ့စာဂျိုးကလည်းဒါငါတာဖုန်းမှာပို့ထားတဲ့စာရဲ့ဖတ်ကြည့်ကျောင်းအုပ်ကြီးကိုဖတ်အကုန်ဖတ်ခမ်းလိုက်။ကျောင်းအုပ်ကြီးကလည်းသူကိုယ်တိုင်ကဘာပြောလဲဆိုတော့ဒီစာတွေဖတ်တဲ့ချိန်မှာဟို လူကြီးဖြစ်တဲ့သူတော်မှရှက်သွေးဖြာမိတယ်ပေါ့နော်အဲ့လောက်ထိတော်မှအရန်ကိုဟိုကျွကျလွန်လွန်ကြီးတွေရေးထားတာအဲ့ဒါနဲ့ကျောင်းအောင်ကြီးကနေပြီးတော့ဒီတိုင်းဆက်သွားမယ်ဆိုလို့ရှင်လော်ရင်မဟုတ်လို့ရှင်အိုဝမ်ကသူတို့ကိုသူတို့တတ်သိမိလိမ့်မယ်ဆိုတော့အရန်စိုးရိမ်တာပေါ့နော်စိုးရိမ်တော့သူတို့ကအဲ့ဒီမှာ sheriff department ကနေပြီးတော့ဒီရဲအရာရှိဖြစ်တဲ့ mike main ကို ဒီရဲစခန်းနေရဲစခန်းကိုအကြောင်းကြားတယ်။မိုက်မင်းကလည်းအကြောင်းကိုရောက်လာတယ်။ရောက်လာပြီးတော့သူတို့တွေဒီစာပို့တဲ့သူတွေကဘာလုပ်လဲဆိုတဲ့ဟာကိုဖမ်းဖို့ရန်အတွက်ဒီအကြောင်းသားပဲဖြစ်မယ်ပေါ့နော်။ဘာလို့လဲဆိုရေးထားတဲ့ဟာတွေကလည်းအကြောင်းနဲ့ပတ်သက်ပြီးဟိုအတွေ့အကြုံတွေလည်းပါတယ်။အများတန်းအဲ့လိုအိုဝန်နဲ့လော်ရန်ကိုစောင့်ကြည့်နေတဲ့သူတယောက်ကရေးတယ်လို့မျိုးဖြစ်နေတာပေါ့။အဲ့ဒါကြောင့်မလို့ဘလို့ပဲဖြစ်ဖြစ်အကြောင်းသူအကြောင်းသားတွေထဲရပဲဖြစ်မယ်ဆိုပြီးတော့သူတို့ CCTV ကင်မရာတွေတက်တယ်။တက်ပြီးတော့ စာရောက်လာတဲ့ချိန်မှာတင်းဆိုရောက်လာနေဘသူကဖုန်းကြည့်နေလဲဆိုရဲဟာကို CCTV ကင်မရာမှာလိုက်ကြည့်တာပေါ့အဲတကယ်လို့ဒီတယောက်ကဖုန်းကင်နေစာရောက်တဲ့အချိန်မှာဒီတယောက်ကဖုန်းကင်နေဆိုအဲ့တယောက်ကိုမတင်ကြအောင်အဲ့လိုမျိုးပုံစံပေါ့နော်အဲ့လိုမျိုးစောက်ကြည့်ပြီးတော့ဖမ်းချင်တာဖမ်းချင်တဲ့အချိန်ကျတော့လူတွေကြားထဲမှာကောလာဟာလာအရန်ပြန့်လာအခုနောက်ပြောသလိုပဲဒီမျိုးကတိတိလေးပေါ့နော်မျိုးတိလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကောလာဟာလာအရန်ပြန့်သွားတဲ့အချိန်ကျတော့လူတွေက ီမြို့သူမြို့သားတွေရဲ့ theory နှစ်ခုထွက်တာပထမ theory ကဘာလဲဆိုရင် Lauren ကဟို AACC နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ attention အများကြီးလိုချင်တယ်ဆိုလို့ရှင်ရင်ဒီလိုမျိုး set up လုပ်ပြီးတော့ဗောနော်သူ့ကိုသူ message တွေပြန်ပို့ပြီးတော့အတူက victim နေရာမှာခံရသူပါဆိုပြီးတော့အာလောက်ကျန်ဇက်ထွင်လိုက်မယ်ဆိုလို့ရှင်ရင်သူ popular ဖြစ်သွားနိုင်တယ်လူတွေအကုန်လုံးသူ့ကိုတနာကြပြီးတော့ဒါသူ့ကိုသူပို့တာလည်းဖြစ်နိုင်တယ်ဗော။ ုတိယအချက်ကကြတော့ဗာလဲဆိုလို့ရှိရင် Lauren နဲ့မတည့်တာဆိုလို့ Chloe ပေါ့နော် Chloe ကဖြစ်ချင်တော့ Chloe ကအเจ้าမှာသူများကိုအနိုင်ကျင့်တယ်အဲ့လိုမျိုးကောင်မလေးတွေဟိုကုတ်ကုတ်နေတဲ့စာချုပ်ကောင်မလေးတွေအဲ့လိုမျိုးဟာတွေဆိုအနိုင်ကျင့်တတ်တဲ့ဇယိုက်ရှိတယ်ဆိုပြီး Chloe ဖြစ်နိုင်တယ်ပါဆို Chloe က Owen ကိုကြိုက်တာအရင်ကြပြီပေါ့နော်အဲဒါကြောင့်မလို့ Chloe ဖြစ်နိုင်တယ်ဆိုပြီးတော့ theory ကနှစ်ခုထွက်လာတယ် ရဲတွေကလည်းဘာလို့မတင်ကလဲဆိုလို့ရှိရင်အဲ့ဒီဟိုလော်ရန်ကိုပို့တဲ့စာတွေထဲမှာဘာလဲဆိုတော့လော်ရန်ကသူဘတ်စကတ်ဘောပြိုင်ပွဲဒီကစားပွဲမှာဆော့နေတဲ့အချိန်မှာသူဒီစာတွေအများတန်းသူရနေဆိုတော့သူစိတ်ကပုံမှန်မဟုတ်ဘူးကွာအများတန်းဟိုဟို stress ဖြစ်ပြီး depress ဖြစ်နေအဲ့တော့သူဘတ်စကတ်ဘောကစားပွဲတစ်ခုမှာသူကစားတဲ့အချိန်မှာသူ zero goal လုံးဝတကူမှမတွင်မတွင်ပဲနဲ့သူအဲ့ ဝယ်ပြီးသွားရပေါ့နော်အဲ့အချိန်မှာစာရောက်လာတာဘာရေးထားလဲဆိုလော်ရင်နစ်နင်အတုံးမချဘူးပေါ့နော်နင် S ဆော့တုံးမချဘူးဘာလို့လဲဆိုနင်ဂိုးတောင်မှာတကူးမှာနေမတွင်းနိုင်ဘူးဟာဟာဟာဘာညာအဲ့လိုအရန်လောင်တလိုမျိုးရေးထားတာအဲ့တော့ okay အဲ့ဒါဆိုလို့ရှင်ရင်ဒီစာကိုရေးတဲ့သူကဒီဘတ်စကတ်ဘောဘောလုံးကွဲပွဲမှာရောက်နေရှိနေတဲ့သူပဲသိတယ်မလားအဲ့တော့ okay အဲ့ဒါဆိုလို့ရှင်ရင်ဟိုပြိတက်တွေแท้ ထက်ဒီဘတ်စကတ်ဘောအသင်းတွေအသင်းသားတွေကဘယ်သူတွေဖြစ်နိုင်လဲဆိုတဲ့အချိန်ကျတော့ဒီလော်ရင်တို့အသင်းဘတ်စကတ်ဘောအသင်းထက်မှာကြီးလိုက်တဲ့အချိန်ကျတော့ဂိုးသွင်းအများဆုံးဒီခလိုဝီဖြစ်တယ်ခလိုဝီကအဲ့မှာဟိုအမှတ်20ကျော်ဂိုး20ကျော်လာအမှတ်20ကျော်ဖို့ဂိုးသွင်းလိုက်တာအဲ့ဆိုတော့သူကအများဆုံးဆိုတော့အကယ်လို့လော်ရင်ကဂိုးမသွင်းဘူးဆိုလို့ရှင်ဂိုးသွင်းတဲ့သူကဟားတာဒါပုံမှန်ပဲလေဟုတ်တယ်မလားအဲ့တော့သူတို့နှစ်ယောက်ကလည်းမတည့်ကြဘူးဆိုတော့အဲ့အချိန်မှာ คลูรีโอปูပြီးတော့ဟိုတန်တရပိုရှိလာပြီကွာတန်တရပိုရှိလာအဲ့တန်တရပိုရှိလာတဲ့အပြင်သူတို့ spring break မှာဗာတောင်ပိတ်ရက်မှာคลูရီကနေပြီးတော့သူတို့မိသားစု Florida ကိုဒီ vacation သွားလိုက်တာ van pick ခီးမိသားစုသွားကြရတယ်သွားကြရတဲ့အချိန်မှာအဲ့ဒီအချိန်မှာ Lawrence အဆက်တိုက်ပို့နေတဲ့ဖုန်းနံပါတ်ဒီ Florida zip code number နဲ့ပို့တာ area ခုတ်နံပါတ်နဲ့ပို့တယ်ဆိုတော့ပို့ပြီးတော့တော့မှကွာ chlorio အမြင်ဟို d chlorio ပဲပို့တာပဲဒါပေမဲ့ chloe ကိုနင်ကပို့တာနင်ကလောက်တာ ဆိုပြီးတော့တတ်တရားမရှိဘူးဖြစ်နေဒါပေမဲ့တခုစဉ်းစားရမှာ chloe ရဲ့အဖေသည်ရဲဖြစ်တယ်ရဲအရာရှိတူဖြစ်တယ်အဲ့တော့ chloe ကိုသူ့အဖေနဲ့မင်းနဲ့မေးတယ် တမင်းနာပို့တာလားဆိုမဟုတ်ဘူး तू မဟုတ်ဘူး okay အဲ့ဒါဆိုလို့ရှင်ရယ် chloe chloe နေဖုန်းကိုအာ dump လုပ်မယ်ပေါ့နော် dump လုပ်မယ်ဆိုတာဒီဟာရဲတွေအတုံးအနှုံးပေါ့ပြောချင်တာဒါ forensic ရှာမယ်ပေါ့ရဲဌာနမှာအဲ့ဒီဖုန်းကိုပေးလိုက်ပြီးရင်ရဲကအဲ့ရ data တွေအကုန်လုံးယူသွားလိုက်မယ်အရင်တော့ delete လုပ်ထားတဲ့ file တွေပါတယ်အကုန်လုံးပါတယ်ကွာအကုန်လုံးသူတို့ဝင်ကြည့်မယ်ပေါ့နော်ကြည့်တဲ့အချိန်ကျတော့ ဒါမှအဖြေမရှိလောက်ဖြေမရှိတော့ Chloe ကိုဒီတိုင်းပဲထားလိုက်ရတာပေါ့ဒီစာရီပို့တဲ့ဟာကျတော့အခုကတနှစ်လောက်ရှိလာတော့မယ်ကွာအရန်ကိုအများအားပို့လာတော့မိသားစုကြီးလည်းအိုဝင်တို့မိသားစုမှလည်းစိတ်စိတ်မောမောအများအားရန်ဖြစ်ရတယ်လော်ရင်တို့မိသားစုမှလည်းအများအားရန်ဖြစ်ရတယ် ဟိုတယောက်မှစိတ်ချမ်းသာရင်ဖြစ်ခလိုဝီကြောက်လဲသူမိမတွေကစိတ်ဆင်းရဲရတယ်အခုကကြတော့ဟိုတတ်သေးမရှိဘဲနဲ့သူဖြစ်နိုင်တယ်သူဖြစ်နိုင်တယ်သူဖြစ်နိုင်တယ်ဖြစ်တော့အကုန်လုံးကလေဟဲငါ့ကိုဘဲချိန်ဟိုတန်တရားရှိမလဲဆိုတဲ့ဟာမျိုးဖြစ်နေတာပေါ့ပြီးရင်အကုန်လုံးကလဲ Lauren မဟုတ်ရင် Owen သူတို့ကိုသူတို့တတ်သေးမယ်ဆိုပြီးတော့အရင်စိုးရင်ကြတယ်အဲ့တော့ Owen နဲ့ Lauren နဲ့ပြတ်သွားတယ်ပြတ်သွားတဲ့အချိန်ကျတော့ okay Owen က Lauren ကိုဖြတ်တော့ဒီ ငါတို့နှစ်ယောက်လမ်းခွဲလိုက်မယ်ဆိုလို့ရှင်ဒီစာရီရက်သွားမယ်ထင်တယ်ဆိုပြီးတော့လမ်းခွဲလိုက်တာမရက်ဘူးစတိုက်ကိုအဲ့ဒီစာရီကလာတော့ပါပဲဒီတစ်နှစ်ကျော်လာတဲ့အချိန်ကျတော့အရင်တော့ကထက်ပို့တဲ့စာရီကပိုကျန်းလာတယ်ကျန်းလာဘလိုမျိုးကျန်းလာဆိုလော်ရင်ကိုပို့တဲ့စာရီမှာနင့်ကိုနင်းတတ်သေးလိုက်နင်းမသိရင်ငါတို့ကနင့်ကိုလှုပ်ပါ bang bang ဆိုပြီးတော့တနက်နဲ့အဲ့လိုမျိုးပြက်တဲ့လို့အတန်ပေါ့နော် hashtag bang bang အဲ့လိုမျိုးတွေရေးတယ်ပြီးလို့ရှိရင်ချိန်လုံး Lauren ကိုဒီကိုနဲ့တတ်သိလိုက်နေရ anorexic bitch ဟုတ်တယ် anorexic ခွေးမဟုတ်တယ်ပေါ့နော်ပြောချင်တာ anorexic ဆိုတာလို condition တခုဒါ mental illness လို့ပြောလို့ရပါတော့ the eating disorder တခုပေါ့သူအဲ့လိုမျိုးလုံးဝမစားဘူးစားရင်လဲစားပြီးရင် ဟိုပြန်အန်တာမဟုတ်ဘူးပေါ့နော်အဲ့လိုစားပြတ် ပြန်ထွေးထုတ်လိုက်တယ်ပြီးလူကလေတစ်ချိန်လောက်အဲ့လိုမျိုးပိန်ပိန်ပိန်လာပြီးနောက်ဆုံးကြအယိုးပေါ်အရေးတန်ပဲရှိတော့တယ်ပြီးရင်သွားတွေကလည်းအကုန်လုံးမြင်ရအဲ့လိုပိန်လုံးလုံးမျိုးသွားကြီးပဲမြင်နေရတာတော့အဲ့လောက်ထိဖြစ်တဲ့ condition ဖြစ်တာဒါက mental illness လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဆိုရင် Lauren ကိုလည်းနေက anorexic မကြီးဘာညာခေါ်တော့အဲ့လုံးဝ Lauren ရဲ့စိတ်ထဲမှာကွာသူမခံစားနိုင်တော့တစ်ချိန်လုံးသူ့ကို တတ်ဖို့ပဲပြောဒီဖုန်းနံပါတ်ကို block လုပ်လိုက်ဆိုနောက်ဖုန်းနံပါတ်တစ်ခုနဲ့သူ့ကိုပို့ပြီဒါပေမဲ့ Lauren ရဲ့အမေကဖုန်းနံပါတ်ပြောင်းဖို့အမ်ပြောင်းရင်လဲထပ်ရှာပြီးတော့ပို့မှာပဲဆိုပြီးတော့ဖုန်းနံပါတ်မပြောင်းပေးဘူး Jill ရဲ့အမေကလည်းအဲ့လိုမျိုးပဲဖုန်းနံပါတ်မပြောင်းပေးဘူး Owen ဒါပေမဲ့ Owen ကိုပို့တဲ့ဟာကြောင့်နင့်ကိုနင်တတ်သိလိုက်ပြီပါအဲ့တော့မရေးထားဘူးဒါပေမဲ့ Lauren ကိုပို့တဲ့စာရိုက်ထဲမှာသူ့တစ်ချိန်လုံးဟို သူ့ကိုသူတက်တေဖို့ကြီးပဲပြောနေကွာအဲ့တော့ Chloe ရဲ့မိဘတွေကလည်းဒီရဲအရာရှိမိုက်မင်းကိုမကျေနပ်ဘူးဟိုငါသမီးနင်းကြောင့်နင်းအတုံးမချလို့ငါသမီးရဲ့အခုံလုံးအခုကစားခံဖြစ်နေတယ်ပေါ့နော်ခံရတဲ့သူဖြစ်နေတယ်အဲ့တော့အာပြီးလို့ရှိရင်ဒီ Kendra နဲ့ Jill ဒီ Lauren ရဲ့အမေနဲ့အာ Owen ရဲ့အမေကလည်းရဲဌာနဘာမှမလုပ်ဘူးဆိုပြီးတော့ တောင်းရောင်မှာတောင်းကိုကြိုးရောင်မှာအတကုံသွားချဲတာအဲ့အမင်းနေရောက်ကပေါ့နော်အဲ့တော့အကုံလုံးကအရန်ထန်းရှင်းအရန်များလာခြင်းကြတော့အရေးအရာရှိမိုက်မင်းကနေပြီးသူဘာကိုစဉ်းစားလိုက်လဲဆိုโอเคငါတို့မှာရှိတယ်နီးပညာအဲ့လောက်ထိမထွန်းကောင်းငါဒီဟာကို FBI ကိုငါပို့လိုက်မယ်ဘာလို့လဲဆိုတော့ဒီအမှုကငါလက်ထဲမှာရှိနေမယ်ဆိုလို့ရှင်တယောက်ယောက်တည်သွားမယ်ဆိုလို့ရှင်ဒါကတော့ဒီ cyber bullying case ကနေပြီးတော့အခုဒါဟိုပါပေါ့နော် ဟိုလူတက်မှုတေချောင်းကြံစီအောင်တွန်းအားပေးမှုနဲ့ဖြစ်သွားမယ်ဆိုလို့ရှင်မကောင်းဘူးပေါ့အဲအဲ့လိုမဖြစ်တဲ့ဘူးအဲ့ဒီဟာကိုကြိုတင်ကောက်ခဲ့မယ်ဆိုပြီး FBI ဒီ IT Forensic Department ကိုသူကဒီ file တွေအကုန်လုံးသူ့မှာရှိတဲ့တက်တွေတွေအကုန်လုံးသူပို့လိုက်တယ် FBI ကြတော့ဒီဒီ YoYo local ရဲဌာနတွေထပ်ပို့ပြီးတော့နှိပညာမြင့်မားတယ်ပေါ့နော်ဒီဒီ forensic technology ရှိတာကကြတော့တာမန်ရဲဌာနတွေမှာမရှိဘူး FBI တို့ CIA တို့လိုမျိုးအစ်မြက်ရဲဌာနတွေမှာပဲသူတို့တိတိကျကျ IT နည်းပညာကိုတက်မြောက်ထားတဲ့ရဲအရာရှိတွေကင်တွေ့တာပေါ့ပြောချင်တာဒီအခုနောက်ရောကဟိုဖုန်း dump လုပ်တယ်ဆိုတာနဲ့ဒီ mobile forensic လုပ်တယ်ဆိုတဲ့ဟာမတူဘူးဘလို့မတူလဲဆိုရင်ဆိုတာရှင်းပြမယ် FBI ဟိုဒီဖုန်းနံပါတ်တွေဒီဖုန်းတွေအကုန်လုံး ရောက်လာတဲ့အချိန်မှာဒီ law အဓိက lawren ရဲ့ owner နဲ့ဖုန်းပေါ့နော်ပြီးလို့ရှင် message တွေအကုန်လုံးဒီ data တွေရောက်လာတဲ့အချိန်မှာ FBI ကနေပြီးတော့ scan လုပ်လိုက်တာ scan လုပ်လိုက်တော့သူကဘာလို့တွေ့လဲဆိုတော့သူတို့ကိုပို့တဲ့ဖုန်းနံပါတ်တွေကဒီ finger application ကနေပြီးတော့ဒီဖုန်းနံပါတ်အတု generate လုပ်တဲ့ဒီ application ကနေပြီးတော့ဖုန်းဟိုဒီစာတွေပို့တာဖြစ်နေ ဆိုလိုချင်တာကအဲ့လို scam လုပ်တဲ့သူတွေလိမ်စားတဲ့သူတွေကကျတော့သူတို့ဖုန်းနံပါတ်ရှိရမလားအဲ့ဖုန်းနံပါတ်ဒီသူတို့ရဲ့ဖုန်းနံပါတ်မဟုတ်ဘူးသူတို့ဖုန်းနံပါတ် main တစ်ခုရှိတယ်ကွာအဲ့ main ကနေပြီးတော့ဒီ finger app မှာသူ generate လုပ်လိုက်ပြီးဆိုလို့ရှိရင်သူများတွေမတုံးသေးတဲ့ဖုန်းနံပါတ်တွေကိုအဲ့ finger app ကနေပြီးတော့ generate လုပ်ပြီးတော့သူပို့ချင်တဲ့သူတွေကိုစာရေးပို့တာအဲအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အဲ့ဒီကိုယ်ကိုပို့တဲ့နံပါတ်ကို track လုပ်မယ်ဆိုလို့ရှိရင်ဘယ်မှမမရဘူးဘာလို့လဲဆိုအဲ့ဖုန်းနံပါတ်က register မလုပ်တဲ့ဖုန်းနံပါတ်အတူကြီးလေးသိရမလားတကယ်အစ်စ်ကဒီ application finger app ရဲ့အနောက်ကွယ်မှာပုံနေတာအဲ့ဒါတွေ့တယ်ပြီးလို့ရှိရင်ဒီဖုန်းနံပါတ်တွေဒီ burner phone နံပါတ်တွေအများကြီးတွေ့ရဆိုတော့အဲ့ FBI အရာရှိ forensic ဒီဖုန်းတွေကိုပေါ့နော် IT မှာ forensic လုပ်နေတဲ့ Brad ဆိုတဲ့ရဲအရာရှိကနေပြီးတော့ဒီ finger app ကနေပြီးတော့စာပို့တဲ့ဟာတွေအကုန်လုံးပြန် scan လုပ်ပြီးတော့ရှာကြည့်တဲ့အချိန်မှာဘာတွေ့လဲဆိုတော့ ဒီဖုန်းနံပါတ်ဟို finger app အနောက်မှာပုံနေတဲ့ main ဖုန်းနံပါတ်ကြီးဒီ Verizon phone company ကနေပြီးတော့ဟိုထုတ်ထားတဲ့ဖုန်းနံပါတ် register လုပ်ထားတဲ့ဖုန်းနံပါတ်ဖြစ်တယ်ဆိုတော့ဒီ FBI အရာရှိ Brad ကနေပြီးတော့ Verizon ကိုဒီဖုန်းနံပါတ်နဲ့ပတ်သက်ပြီး data တွေအကုန်လုံးကိုပေးဖို့ရန်အတွက်ဝရမ်းစာပို့ပေးလိုက်တယ်။ Verizon company ကဒီဝရမ်းစာရောက်လာတဲ့ချိန်ကျတော့ โอเคဒီဖုန်းနံပါတ်တွေနဲ့ပတ်သက်ပြီးတော့ data တွေအကုန်လုံးရော့ FBI department ကိုပို့ပေးလိုက်တဲ့အချိန်ကျတော့ break ကကြီးတော့တရခောင်းသူလုံးဝတည်သွား Angela ဘာလို့ရည်လဲဆိုလို့ရှင်လေ FBI forensic အရာရှိတောင်မှဒီဖုန်းနံပါတ်ပိုင်ရှင်ကိုမယုံနိုင်ဘူးဖြစ်နေဒီဖုန်းနံပါတ်တွေရဲ့ပိုင်ရှင်ကဘာတူလဲဆိုလို့ရှင်ရဲ့ လော်ရင်လခါရီရဲ့အမေကန်ဒရာဖြစ်နေတဲ့သူ့အမေအရင်သူ့တမီးကိုပို့တာနော်အိစာရီပြင်သူ့တမီးရဲ့ရီစာကိုပို့တာအဲ့တော့ FBI အရာရှိကနေပြီးတော့ Bill City က Mike Main ပို့နော် Sheriff Mike Main ကိုဖုန်းဆက်လိုက်တယ် Mike ဒီဖုန်းနံပါတ်ရဲ့အကောင်လုံးကကန်ဒရာလခါရီဖြစ်နေတယ်လို့ပြောဟာ mic ကမယုံနိုင်ဘူးဒါပေမဲ့ okay အဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ဖုန်းနံပါတ်တွေ laptop တွေအကုန်လုံးဖမ်းဖို့ရန်အတွက် warrant ထုတ်မယ် warrant ထုတ်ပြီးရင် can draw စီတွားမယ်အဲ့လိုမျိုးလုပ်လိုက်အချိန်ကျတော့ချက်ချင်းသူတို့ warrant ဆာဆောင်ရတယ် warrant ဆာဆောင်ရပြီးတော့ can draw အင်ကိုတွားကြတော့ can draw ကို okay ဒီဖုန်းနံပါတ်တွေကနင့်စီရရောက်လာတာ lorion ပို့တဲ့စာရီ owan ပို့တဲ့စာရီနင့်ဖုန်းနင့်နံပါတ်ဟုတ်တယ်ဟုတ်ပြောပြပါလို့ မိုက်မင်းကပြောတဲ့အချိန်ကျတော့ခန္ဓာမငင်းဘူးတဲ့အမလင်ငိုလိုက်သေးတယ်နော်ဟိုဆင်းရလိုက်တာငိုပြီးတော့လေသူ့တမီးကိုဖမ်းလိုက်သေးတယ်အဲ့အချိန်ကျတော့ okay ဒါပေမဲ့မိုက်မင်းကပြောရပါတော့နော်ငါခန္ဓာလော်လော်ရင်ကိုနင်းနဲ့နှစ်ယောက်ထဲအတူထားဖို့ငါစိတ်မချဘူးအဲ့တော့နင်းအမျိုးသားကိုငါခေါ်လိုက်မယ်ဆိုပြီးရှောင်းကိုဖုန်းဆက်တယ် ရှောင်းဖုံးဆက်တဲ့အချိန်ကျတော့ဒီလော်ရင်ရဲ့အဖေပေါ့နော်လော်ရင်ရဲ့အဖေအလုံးလုံးနေရနေချက်ချင်းပြေးပြီးရောက်လာတဲ့အချိန်ကျတော့ဒေါသဆိုအလှိတ်လိုက်အလှိတ်လိုက်ကိုထွက်တာဘာလို့လဲဆိုတော့မယုံနိုင်ဘူးဖြစ်နေအဲ့ဒီအချိန်ကျမှ तू ကလည်းဘာတိသွားလဲဆိုတော့လော်ရင်ရဲ့အမေသူ့မိန်းမကန်ဒရာရှောင်းကဘာတိသွားလဲဆိုရှောင်းကသူ့မိန်းမကန်ဒရာဒီအဆအလေအဆုံးလိန်တဲ့လူလိန်မကြီးဖြစ်နေဆိုတော့တိသွား လွန်ခဲ့တဲ့နှစ်ကလေးကနေပြီးတော့ကန်ဒရာအလုပ်မရှိတော့အလုပ်ပြုတ်သွားတာဒီ IT company တွေကနေပြီးတော့အလုပ်ပြုတ်သူက IT နဲ့အရင်ကျွမ်းတာနော်ကန်ဒရာ IT company တွေကနေပြီးတော့သူက work from home ကွာအလုပ်ပြုတ်သွားသူ့ယောက်ျားမပြုံးဒါပေမဲ့အလုပ်လုပ်နေတဲ့ပုံစံမျိုးတပတ်၅ရက်ဟာငါအလုပ်လုပ်နေတယ်ဆိုပြီးတော့လုံးဝအလုပ်အတွက်ပဲပြင်ဆင်တကယ်ဝန်ထမ်းပုံစံလိုမျိုးသူကဟန်ဆောင်ထားတာဖြစ်ချင်တော့ရှောင်းနာ ဗန်နဲ့ပတ်သက်ပြီးအိမ်နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးကိုခန္ဓာကိုပဲပေးကင်ထားတယ်ဆိုတော့ခန္ဓာဒီသူတို့အိမ်ဖိုးလည်းမပေးခဲ့ဘူးရှိရှိတမျှအစည်းစိမ်အုပ်ဆာအကုန်လုံးပြုတ်နေခဲ့တာလဲရှောင်းမသိခဲ့ဘူးဒီအိမ်ကလည်းနင်ထုတ်ခိုင်းရဟိုအိမ်ကလည်းနင်ထုတ်ခိုင်းရတယ်ပြီးလို့ရှင်ဒီအိမ်ကနင်ထုတ်ခိုင်းရတဲ့အချိန်ကျတော့လေရှော့နိုးတော့တမျိုးလိန်သူ့ယောက်ျားတမျိုးလိန်ဒီအိမ်ကနေပြီးနင်ထုတ်ခိုင်းရဆိုသူ့ယောက်ျားတမျိုးလိန်အာဒီဒီအိမ်မှာဟို မှုရှိလို့ပေါ့နော်ကျမရေးတမကောင်အိမ်ပြောင်းမယ်အမှန်ဆိုလို့ရှင်သူတို့ကအိမ်ကနေနေထောက်ခံရတာတော်ကြမသိဘူးလေအော်โอเคဒီလိုမျိုးဟာဒီအိမ်ကကြတော့အာမိုးချုပ်ပစ်ခံရလို့အာအဲ့လိုစုံပလုံးနေရပဲတော့အများနဲ့လိန်ထားတာဒါပေမဲ့နားလည်လို့မရတာဘာလဲဆိုသူဦးတီတော့တမီသူနဲ့သူ့တမီက best friend နော် best friend လူမျိုးဟိုမချစ်ကြတဲ့သူမဟုတ်သူ့သူ့တမီကလည်းသူ့အမျိုးအရန်ချစ်တာသူ့အမေနဲ့သူ့တမီကလုံးဝ best friend နဲ့ အဲ့ဒီဟာကိုသူ့တမီးကိုလိန်ပိုင်းဆိုင်ရာတွေကျူးကျူးလွန်းလွန်းနဲ့စားပို့တယ်ပြီးလို့ရှိရင်နှစ်ကိုနဲ့တက်သေးလိုက် anorexic မှာခွေးမှာတို့ဆုံးပလုံးเนี่ยမဲ့တရက်မှာ तू အလုံးမရှိဘူးဆိုတော့စာပို့နိုင်တယ်လေတည်ရမလားတည်ရမှာအဆောင်၄50ဒီကလေးတွေကိုလိုက်ပို့နေတာဒါပေမဲ့အိုဝင်ရဲ့အမေအဲ့ဒါလဲကြာရောခါရဲတွေးတိုးတာပေါ့ oh my goodness မယုံထောင်းလေဘာလို့လဲဆိုတောင်းအကြီးကိုသွားချဲတဲ့အချိန်မှာလဲခန္ဓာနဲ့အတူသွားချဲတာလေဒီဟိုတရခံကိုလိုက်ရှာတဲ့အချိန်မှာတရခံကိုလိုက်ရှာတဲ့အချိန်မှာအဲ့သူတို့နှစ်ယောက်စလုံးကခေါင်းငိုက်ဆိုင်ပြီးတော့ငါသမီးနဲ့နှင့်သားကိုဘသူကစာရီပို့တာလဲဆိုတဲ့ဟာအဖြစ်ရှာတာအဲ့နှစ်ယောက်ဆိုတော့အိုဝင်ရဲ့အမေအမလုံးဝကိုမယုံနိုင်အောင်ဖြစ်သွားတမျိုးလုံးလဲအံ့ဩကြတာအရှမ်းရှမ်းကိုအံ့ဩကြ Oh my gosh ဘလို့လဲပေါ့နော် အန်နဲ့နောက်ဆက်တွဲရပါဖြစ်လဲဆိုဂျိုးကနေပြီးတော့ပြန်စဉ်းစားတော့ဂျိုးနဲ့အိုဝန်နာကန်ဒရာအမြဲတမ်းကွာအိုဝန်နာပဲကတ်နေတည်ရမလားအဲ့လိုအထက်ရှင်အရန်ကြိုက်တဲ့အမျိုးသမီးတူတယောက်ယောက်ကအဲ့လိုမျိုးစကားပြောနေတော့ attention ရှိမယ်ဆိုလို့ရှိရင်သူဟိုဘက်မှာလူမျိုးတွေကပြပြပြီးတော့ပေါ့နော်သူ့စီကို attention မရောက်ရောက်အောင်ဟာဟာလို့ရည်ပြရလို့အဲ့လိုမျိုးတည်ရမလားဟို over တွေလုပ်ပြီးတော့ကွာသူ့စီကို attention မရောက်ရောက်အောင်ယူတဲ့လူမျိုး အိုဝမ်ကိုလည်းအများရန်ဖုန်းခေါ်ပြီးရအိုဝမ်နှစ်ရက်ဟိုအသားကိုငါလှီးပေးမယ်ဆိုပြီးတော့လေကလေးလေးလိုမျိုးလိုမျိုး light အရန်ပြုတ်စုအရန်ပူပူကက်ကက် light နေမျိုး weird ဖြစ်တဲ့အဲ့လိုမျိုး weird ဖြစ်ခဲ့ပါလားဆိုတဲ့ဟာကြောင့်နောက်ကျမှပဲအိုဝမ်နဲ့နေပြီးတော့တတိထားမိတာပေါ့နော်ဘာလို့အရင်တော့ကြောရေးစားရဲ့အမေမို့လို့ဆိုပြီးတော့တိတ်ပြီးတော့စိတ်ထဲမှာဖြစ်ဒါပေမဲ့ဒီဟာရီဖြစ်ပြီးနောက်ပိုင်းမှာတေချာပြန်စဉ်းစားကြောအဲ့ဘွားတော့ဘာလဲအိုဝမ်သူ့သူ့ตาသူ့မြေးအရွယ်ကိုသဘောကျနေတာအဲ့လိုမျိုးပုံစံဖြစ်နေတာပေါ့ ။နောက်ဆုံးကျတော့ဒီ Sean နဲ့ Kendra ကွဲသွားတယ်။ကွဲသွားပြီးတော့ Lauren ရဲ့အုတ်ထိတ်မှုတရားရခိုင်နှုန်းကိုသူ့အဖေပေါ့နော် Sean ကနေပြောရပြီးတော့ Countdown အပေါ်ရော့ဆုံး16လအမြင့်ဆုံး9နှစ်သူကခံရမှာဒါပေမဲ့တရားရုံးမှာငိုယိုပြီးတော့သူနောင်တရတဲ့အကြောင်းတောင်းပန်တဲ့အတွက်ကြောင့်မလို့တရားသူကြီးကထောင်တန်ကိုရော့ရော့ပေါ်ပေါ်16လပဲဒီထောင်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 ထားလိုက်တယ်ပေါ့ ဒါမဲ့နားလဲရမှာလေဥပဒေဆိုတာကြတာကွာဖြစ်နိုင်ခြေရှိတဲ့ဟာပေါ်မှာမူတည်ပြီးတော့ဥပဒေကိုမချအောင်ပြောချင်တာဒီ case က Chloe လဲစိတ်တက်ကြလို့သူ့ကိုသူတတ်တည်သွားနိုင်တယ်။ Owen လဲတတ်တည်သွားနိုင်တယ်။ Lauren လဲသူ့ကိုသူတတ်တယ်။ဒါ3ဆိုလို့ရှင်အ triple homicide လေ homicide လို့ပဲပြောရမလားအဲ့လိုမျိုးပေါ့ manslaughter case ပေါ့နော်လူတတ်မှုဖြစ်တဲ့ လူတက်မှုဖြစ်အောင် အားပေးတဲ့ case ပေါ့ဒါပေမဲ့ဒီ၃ရောက်လုံးကမတက်သေးခဲ့တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ခြေကိုပဲမကြည့်ဘဲနဲ့ဒီဖြစ်နေတဲ့အရာကိုပဲကြည့်တဲ့အတွက်ကြောင့်မလို့ဒါသူ cyber bullying case နဲ့16လပဲထောင်ထဲဆန်ခဲ့တယ်ဒီအမှုကလေမီရှိဂန်တပြည်နယ်လုံးကို၃လောက်၆ချားစီတဲ့အမှုတစ်ခုဖြစ်ခဲ့တယ်။တကယ်ကို perpetrator နောက်ကနောက်က ဘယ်လိုပဲအနောက်ကနေပြီးတော့လုံးဝကိုကြိုးကင်ပြီးတော့ဒီလိုတိုးရီခြုံတဲ့ဝံပလွေအကြီးစားဖြစ်နေတဲ့သူကကြတော့ဒီ victim ရဲ့အမေကိုယ်တိုင်ဖြစ်နေတယ်ဆိုတော့လူတွေအံ့ဩလုံးလုံးမယုံနိုင်အဲ့ဒီထဲမှာအန်ဂျလာကိုယ်တိုင်ပါတယ်ပြည်သက်တွေရောဘယ်လိုသဘောရရလဲဒီအမှုကိုအာကိုစဉ်းစားတဲ့ဟာအသွေးခေါ်လေးရှိရင်လည်း comment မှာရေးပေးပါအောင်အန်ဂျလာပြည်သက်တွေစဉ်းစားတဲ့ဟာအရင်သဘောကျတယ်ဒီ လုံးဝကိုစာပလင်းနဲ့မှစတိုင်လိုမျိုးဒီ dig လုပ်တဲ့ case ကို Angela ရဲ့ Delaware culture မှာအုံနောက်အရန်ကောင်းတဲ့သူတွေရှိရပေါ့နော်သူတို့တွေကသူတို့စဉ်းစားတဲ့ဟာဖြစ်နိုင်ချေလေးရေးတဲ့အချိန်မှာ Angela အရန်သဘောကျတယ်အဲ့တကြောင့်မလို့ comment section မှာလည်းကိုစဉ်းစားမိတဲ့ဟာကိုရေးပေးပါအောင်လို့တောင်းဆိုရင်းနဲ့နောက် video မှာပြန်တွေ့ရအောင်နော် bye bye